နှစ်ဖက်လာအင်တာထဲမှာသွေးတွေမြင်မကောင်းဘူးစက်တင်ဘာ14ရက်2020နှစ်ည9:00နာရီတောင်ကိုရီးယားရဲ့ရှင်တန်းဘူဒါယုံယထာလိုင်းနှင့်မြင်အောက်ယထာဘူဒါယုံအင်တာထဲကအေးပေါ်ခေါင်းလောင်းတန်ကစူညံသွားတယ်လူတွေအပြေးသွားတော့အင်တာထဲမှာသွေးတွေသွေးတွေမြင်မကောင်းဘူးအခုတင်ဆက်မိအကြောင်းအရာများသည်ခေတ်မှန်မှုခင်းများကိုပြန်လည်ရေးသားထားခြင်းဖြစ်ပါသောကြောင့်စိတ်မခိုင်သူများကိုဝန်ဆောင်များနှင့်အသက်ဆယ်၈နှစ်အောက်များနားဆင်ရန်မတင်ကြံတတိပေးအပ်ပါသည်။ လတ်စတစ်ဦးထုတ်ဆောင်မက်စတက်ထားတဲ့လူသက်သမားသူ့လက်ထဲမှာဒါကသွေးဆက်လက်နဲ့ဒါနဲ့အထိုးခံရတဲ့အသက်20ကျော်မိန်းကလေးလာလာလေးကအသက်ငယ်နေပြီးရယ်ကောင်မလေးလက်ကအိမ်သားတွေကအေးပေါ်ခလုတ်ကိုအားကိုးတကြီးနှိပ်ထားရှာတယ်။အဲ့ဒီကောင်မလေးကဂျောင်ဂျူဝမ်ဆိုတဲ့သူရဲ့လုပ်ဖော်ကိုင်းဖတ်ဟောင်းပါပြီးတော့သူချစ်နေတဲ့ကောင်မလေးပေါ့ဂျောင်ဂျူဝမ်ကတည်ယူပို့ဆောင်ရေးယထာဘက်ကအဲ့ဒီမှာအစိုးရဝန်ထမ်းအဖြစ်အလုပ်ရဖို့ဆိုတာတကယ်ကိုမလွယ်ဘူး။သူကညံလဲကောင်းတယ်စာလဲတော်တယ်။ဂျောင်ဂျူဝမ်အဲ့ဒီကောင်မလေးနဲ့အလုပ်ဆောင်ဝင်ရင်တွေ့တာ 2018ခုနှစ်ဆက်တလပိုင်းမှာပေါ့။ကောင်မလေးကလည်းစာတော်လို့ယထာဘက်မှာအစိုးရဝန်ထမ်းဖြစ်တာပေါ့။ကျောင်းကျူဝမ်းနဲ့ကောင်မလေးပထမတော့ခင်ခင်မင်မင်စကားပြောဖြစ်ကြသေးတယ်။ကျောင်းကျူဝမ်းကကောင်မလေးကိုချစ်သွားတယ်၊သူကောင်မလေးကိုပိုင်ဆိုင်ချင်လာတယ်။တွေးခွင့်ပေးပါ။ရင်းနှီးချင်လို့တခါလောက်စကားပြောကြရအောင်ပါ။အဲ့လိုကျောင်းကျူဝမ်းတယောက်အဲ့ဒီကောင်မလေးနောက်ကိုတကောက်ကောက်လိုက်တာနှစ်နှစ်လုံးလုံး အတိအကျပြောရရင်2019ခုနှစ်ဆက်တလပိုင်းကနေ2020ခုနှစ်တစ်ဆက်လပိုင်းအထိရေးစားစာပို့တဲ့ message ပေါင်း350ကျော်တဲ့အတန်ဖိုင်တွေပို့ဖုံးခေါ်တာလည်းအများကြီး။ကောင်မလေးစီကသူပြန်ရတာအကန့်တွေကြီးပဲ။ကောင်မလေးဘက်ကဂျောင်ဂျူဝမ်ကိုရေးစားတယောက်လို့လုံးဝအဆင်မပြေတာ။အဲ့ဒီလိုနှစ်နှစ်ကျော်လာတဲ့အခါဂျောင်ဂျူဝမ်ရဲ့ message တွေမှာဒေါသတွေပါလာတာပဲ။စိတ်ခံစားမှုကအချစ်ကနေ dot ကောင်မလေးကကြမစီရှင်နောက်ထပ်လုံးဝ message မပို့ပါနဲ့လို့ပြက်ပြက်သားသားပြောတော့ နင့်ကိုငါခိုးရိုက်ထားတဲ့ဗီဒီယိုတွေရှိတယ်။ငါအင်တာနက်မှာဖြတ်မှာကြောင်ကအဲ့လိုပြန်ပြောတာ။ဗီဒီယိုမဖြန့်စေချင်ရင်နေလန်းနှစ်ခုကို၍နင်ငါကိုတင်းတထောင်ပေးမလားငါနဲ့အိတ်မလားတဲ့။ကောင်မလေးကကြောက်ပြီးအိတ်မရလောက်အောင်စိတ်ဒုက္ခရောက်လာတယ်။နောက်ဆုံးမှာကြောင်ကျူဝမ်းကိုတရားစွဲတော့တယ်။အောက်တိုဘာခုနှစ်ရက်နှစ်ထောင်နှစ်ဆက်တဲ့ခုနှစ်ကြောင်ကျူဝမ်းဟာကင်မရာကိုအသုံးပြုပြီးတရားမဝင်ဗီဒီယိုရိုက်မှုလိန်နှောင်းရှက်မှုစိတ်ဒုက္ခပေးမှုချင်းချောက်မှုစားရဲစားတဲ့အမှုတွေနဲ့တရားရုံးတက်ရတယ်။တရားရုံးရောက်တော့ကြောင်ကလိန်တယ် ကျွန်တော်ကချစ်လို့ပါကျွန်တော်တို့ချစ်သူတွေပါတဲ့ဒါပေမဲ့တရားရုံးကကောင်မလေးတင်ပြတဲ့တက်တွေတွေကိုကြည်ပြီးသူ့လိန်တာကိုတည်သွားခဲ့တယ်တရားရုံးကိုလိန်မရတော့ကြောင်ကျူဝမ်းကကောင်မလေးဘက်ပြန်လှည့်တယ်နင်ငါကိုကြည်အေးပေးပါငါဘဝကိုနင်ဖြက်စီးချင်တာလားနင်ဘာဖြစ်ချင်နေတာလဲမတောင်းပန်ပဲအထက်စီးကပြောတယ်ဒါကြောင့်2020နှစ်မှာကောင်မလေးကဒုတိယအကြိမ်ထက်တိုင်နဲ့ခက်ခဲသွားတယ်ရည်ရဲချက်ရှိရှိလိုင်းနောက်ဆက်သူအဖြစ်အေးအေးယူပေးဖို့တောင်ကိုရီးယားဥပဒေရဲ့လက်ဟာမှုပြဿနာက ီလိုတရားသူကြီးစီကအဆုံးဖြတ်မရမချင်းပြစ်မှုကျူးလွန်သူကိုရဲတွေကဖမ်းဆီးထားခွင့်မရှိတာပဲအဲ့ဒီအချိန်မှာတရားစွဲခံရသူဟာအမျိုးတကြီးနဲ့ဒီထက်ပိုကြီးတဲ့ပြစ်မှုတွေကျူးလွန်ကြတော့တာပဲအဲ့ဒီအချိန်မှာတရားစွဲခံရသူဟာထွက်ပြေးလို့မြောက်ခြေရာဖြောက်ဖို့အချိန်ကောင်းကောင်းရတော့တာပဲဝေကုလာ၁၈ရက်နှစ်2020နှစ်ကောင်မလေးရဲ့ရှေ့နေကထောင်တန်း၉နှစ်ပေးဖို့တင်သွင်းထားတဲ့တရားသူကြီးဘလို့မိန့်ချမလဲဆိုတာမသိသေးပါစက်တင်ဘာ၃ရက်နှစ်2020နှစ် ကောင်မလေးရဲ့အိမ်ကိုလိုက်ဆောင်စမ်းတဲ့ကျောင်းကျူဝမ်းကထူးထူးခြားခြားအဝါရောင်တောက်တောက်ကုတ်အင်ကြီးကိုဝတ်ထားတယ်။စက်တင်ဘာ9ရက်နေ့2020နှစ်ကောင်မလေးရဲ့အိမ်ကိုတီးလို့အိမ်သားကိုသွားပေမဲ့ကောင်မလေးကအိမ်ပြောင်းသွားပြီဖြစ်တယ်။အဲ့ဒီနေ့မှလည်းကျောင်းကျူဝမ်းကအဲ့ဒီအဝါရောင်တောက်တောက်ကုတ်အင်ကြီးကိုဝတ်ထားတယ်။တရားသူကြီးအမိန်ချမဲနဲ့မတိုင်မီတရက်အလိုစက်တင်ဘာ15ရက်နေ့2020နှစ်ဖြစ်တယ်။မနက်ပိုင်းကျွန်တော်မားပါတယ်ကျွန်တော့ကိုခွင်းလွတ်ပါဆိုတဲ့နောင်တရရတဲ့စာတွေရေးပြီးတရားရုံးကိုပေးလိုက်တယ်။ စက်တင်ဘာ14ရက်2020နှစ်ညနေ9:30မိနစ်ကျောင်းကျူဝမ်းကဝင်းနေကြအဝါရောင်တောက်တောက်ကုတ်အင်ဂျီကိုဝုတ်ပြီးကောင်မလေးတယောက်နောက်ကိုတကောက်ကောက်လိုက်နေတာမှတွေ့ရတယ်ဒေါ်တော်ကြာမှသူတိသွားတာကအဲ့ဒီကောင်မလေးကသူကြိုက်တဲ့ကောင်မလေးမဟုတ်အနောက်ကကြီးတော့ဒေါ်တော်ကိုတူတာစက်တင်ဘာ14ရက်2020နှစ်ရှင်းတန်းဘူတာယုံညနေစောင်းပိုင်းအဝါရောင်ကုတ်အင်ဂျီနဲ့ကြောင်ကျူဝမ်းကကောင်မလေးအလုလုနေတဲ့ရှင်းတန်းဘူတာယုံရောက်နေတာမှတွေ့ရတယ် စက်တင်ဘာ14ရက်2020နှစ်ရှင်တန်းဘူတာယုံည9နာရီမြင်းအောက်ရထားဘူတာယုံအိမ်သားတွေကအေးပေါ်ခေါင်းလောင်းတန်ကစူညံသွားတယ်လူတွေအပြေးသွားတော့အိမ်သားတွေမှာသွေးတွေသွေးတွေမြင်မကောင်းဘူးကြောင်ကျူဝမ်းလိုက်ကြိုက်တဲ့ကောင်မလေးသားနဲ့အထိုးခံရတာဘူတာယုံဝန်ထမ်း2ယောက်လူမှုဝန်ထမ်း1ယောက်နဲ့လမ်းသွားလမ်းလာ1ယောက်လူသက်သမားကိုအမိရဖမ်းပြီးရဲလက်ထဲအပ်လိုက်တယ်ကောင်မလေးကိုအေးပေါ်ကားနဲ့ဆေးရုံကိုအမြန်ပို့ကြတယ် ရိုင်းအရရှေးဦးသူနာပြုစုနေနဲ့ကူပြီးစေးယုံကိုပို့ခဲ့ပေမဲ့နှစ်နာရီခွဲခန့်အကြာမှာကောင်းမလေးတည်တယ်။ကျွန်တော်သူ့ကိုတတ်ဖို့ရည်ရဲချက်မရှိပါဘူး။ခင်များတို့မဖမ်းလဲကျွန်တော်ကိုကိုကိုတတ်တယ်မလို့ပါ။လူတက်သမားကပြောတယ်။လူတက်မှုမှာရည်ရဲချက်ရှိရှိအစီအစဉ်နဲ့တက်တက်ပြည့်မှုကရုတ်တရက်တော့တာအလျှောက်တက်မိတဲ့အမှုအရက်မှုလို့တက်မိတဲ့အမှုတွေထက်အများကြီးအပြစ်ကြီးတာမို့လူတက်ပြီးရင်ထွက်ပြေးဖို့အဆဆာအရာရာပြင်ဆင်ခဲ့တဲ့သူမှုသူဒီလိုလိမ်တာအကျိုးမရှိပါ။ကိုကိုကိုတက်တယ်မဲ့သူကသူ့ကြောပိုးအိတ်ထဲမှာ ။ဘန်ကလက်လက်ဆက်ဆက်ထုတ်ထားတဲ့ငွေစက်ကူတွေကွန်ပျူတာဖုံးသားနဲ့ထိုးရင်သူ့ကိုချော်ထိမှဆိုးလို့စပီးစီးတဲ့လက်အိတ်သူ့ခေါင်းကိုတွေးစင်မှဆိုးလို့ရေချိုးရင်တုံးတဲ့ plus တစ်ခေါင်းအုပ်ဦးထုတ်တွေနဲ့ပြေးဖို့အဆင်သင့်ဖြစ်နေပါမလား။ပြီးတော့ပြီးတော့လူတက်သမားကရဲတွေမျက်စီလဲအောင်အဝါရောင်မိခိုးရောင်နှစ်ပတ်လကုတ်အင်ကြီးဝတ်ခဲ့သေး။ဟုတ်ပါတယ်လူတက်သမားဟာကြောင်ကျူဝမ်းဖြစ်ပါတယ်။သူဟာမာထင်းထင်းကြီးပေါ်အောင်အဝါရောင်တောက်တောက်ကုတ်အင်ကြီးကိုဝတ်ခဲ့တယ်။ ပြီးတော့ကောင်မလေးကိုတက်ဖို့ဘူရာတဲ့ကမျိုးသမီးအိမ်သာနာမှာတနာယီ30မိနစ်လောက်စောင့်နေခဲ့တယ်။ကောင်မလေးကိုတက်ပြီးရင်သူ့အဝါရောင်တောက်တောက်ကုတ်အင်ဂျီကိုပြောင်းပြန်လှန်ပြီးဝစ်ပြီးလစ်ဖို့သူ့အစင်တင်ပြင်ထားခဲ့တယ်။ကုတ်အင်ဂျီကနစ်ပက်လာလူတက်ဖို့လာတဲ့သူကမထင်းထင်းကြီးပေါ်အောင်အဝါရောင်တောက်တောက်ကုတ်အင်ဂျီကိုဝစ်လာမယ်လို့ဘသူကမှမထင်ခဲ့ပါ။စနစ်တကျကြိုတင်ကြံစီမှုကြောင်ကျူဝမ်းနှစ်ပက်လာကုတ်အင်ဂျီကိုပြောင်းပြန်လှန်ဝစ်ဖို့လဲအချိန်မရခဲ့ပါ။ထောင်ထဲရောက်သွားခဲ့တယ်။လောကကြီးမှာနှစ်ပက်လာတွေအများကြီး သူတို့ကပညာတွေအများကြီးတင်နိုင်လို့လူကောင်းတွေဘက်ကကြည့်ရင် အားကြလပနေရသူဖြစ်တယ်လို့ကန်းကုံအောင် ရုပ်မာတက်လို့လူရုပ်မာတွေဘက်ကကြည့်ရင်အားကြလပနေရတဲ့သူတွေသူဟာပညာတက်ငွေရှိတဲ့သူတယောက်ပါသူငယ်ချင်းပေါ့တယ်ဒါပေမဲ့အမျိုးသမီးနဲ့ပတ်သက်ရင်အရန်စိတ်ဝင်စားတတ်တဲ့ယောက်ျားမျိုးလို့ငယ်သူငယ်ချင်းတယောက်ကပြောတယ်ကြောင်ကျူဝမ်းရဲ့အားနည်းချက်ကတော့သူ့ကိုဦးခေါ်လို့ပြောတာမခံနိုင်တာဖြစ်တယ်ကောင်မလေးကတော့ကြောင်ကျူဝမ်းကိုအချစ်ကိုမပေးဘဲအသက်ကိုသာပေးခဲ့ပါတယ်